နမောတတဗဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဗဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဗဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာဣတတေယဥပတိကိမြာပထမံတရဏံဂစ္ဆန္တိဣတတေမြတ်စွာဘုရားထံတော်၌ အဦးဆုံးတရဏဂုံတည်သူဖြစ်သောကြောင့်ပထမံတရဏဂိဆန်တီဣတတေရသောဒါဟိကမာမာအရှင်ရတဤမေတော်သုစတာဖြစ်ပေသည်သုစတာသည်ဘရုမုတ်တရမြတ်စွာဘုရား၏အထံတော်၌ထိုဣတတေရရှိရန် စုပန့်ခဲ့ခြင်းဖြစ်သည် သူသည်မြတ်စွာဘုရားရှေ့တော်၌တရားတော်ကိုနာကြားနေစဉ်တွင်ဘရုမုတ်တရမြတ်စွာဘုရားသည် ဥပတိကမာတယောက်အား အဂပထမတရဏကမနာဣတတဲ့ထားတော်မူ၏ဣတိကိုမြင်သောသုစတာအလောင်းသည်မြတ်စွာဘုရားအမှုပြုသောတန်ခါတော်အရှင်မြတ်များကို အလူကြီးပေးပြီးလျင်ထိုဆုကိုတောင်းခဲ့၏သူသည်တန်တရာ၌ဆုံဆန်လူလာ မျောပခဲ့ပြီးနောက်ဟာရုဆရာဂေါရမမြတ်စွာဘုရားပွင့်တော်မူကားဤကာလတွင်ဥရဝေလာတော်အနီရှိတေနာအနီကုန်တွင်တကြွတယောက်ဤသမီးဖြစ်လာ၏ အမိမာသူဇာတာဟုခေါ်တွင်၏သူဇာတာသည် အရွယ်ရောက်လာခြင်း၌ယောနှင့်မလန်းမကန့်ရှိညောင်ပင်တွင်ဆူတောင်းလေရှိ၏ကျွန်တော်မဟာအမျိုးတူတဲ့ယောက်ျားနဲ့အိမ်အောင်ကြပြီးတော့ရတဲ့သားဦးဟာယောက်ျားကလေးဖြစ်ခဲ့ရင်အရှင်ရုပ်ကဆုံးမင်းကို တနစ်ကိုတစ်ချိန်ကြာအသက်ပြတသိန်းဘူပူဇော်ပါမယ်ထို့နောက်များမကြာမီသူဇာတာအားမိဘများကမျိုးတို့ယိုးတို့ အမျိုးကောင်းသားနှင့်နေရာချထားပေးခဲ့ကြသည်နေအနှဲငယ်အကြာ၌သူစတာသည်တာဦးကိုဖွားမြင်ရာသူတောင်းတသောတာရောက်ကြကလေးဖြစ်နေသည်တို့အတွေ့သူစတာသည်ညောင်မင်းဆောင်နှင့်မဆခြင်းဟုယုံကြည်သည်ဖြင့်ယုတ်ကဆိုအားနှင်းစင်ပတာခဲ့ရာယခုနှစ်တွင် ကနာနို့စွန်းဖြင့်ပတာရန်ဤသို့စီမံထား၏ရှေးဦးစွာနွယ်ကြိုတော်၌နိုးစားနွားမတထောင်ကိုလွတ်ကြောင်း၏ မေဂျိုဒေါ်နိုင်ဝါစွာစားခဲ့သောထိုနွားမတထောင်အနေ၈ရာတို့ဤနှုတ်ကိုညှိယူပြီးကြံသောနွားမနေရာကိုတိုက်ဤတဖန်ထိုနွားမနေရာအနေ160ဤနှုတ်ကိုညှိယူပြီးကြံနွားမ40တို့တိုက်ဤထိုနွားမ40အနေ32ကောင်ဤနှုတ်ကိုညှိပြီးကြံ၈ကောင်တို့တိုက်ပြန်ဤထိုတို့အလီလီအစင်းစင်းတိုက်လာသောနွားမများအနေနောက်ဆုံးဖြစ်သောနွားမ၈ကောင်ထံမှာ ညည်อยู่ရရှိသောနှုတ်ကို ကနာနှုတ်စုံချက်လေ၏ထိုနှုတ်စုံကို ခံယူမိသူမှာယုတ်ကဆိုးမဟုမြတ်စွာဘုရားအလောင်းတော်ဖြစ်၏တို့ကြောင့်လောကပါလာနတ်မင်းကြီးလေးပါကမိဖို့ကို လာရောက်စောက်ရှောက်ကြသည်နှုတ်စုံချက်မိနေရာကိုမြမမင်းကထိပြူမိုးပေးပြီးတရားမင်းကမိဖို့တွင်မိထိုးပေးသည်ကနာနှုတ်စုံတဲ့သူနတ်ဩဇာများလာရောက်တဲ့သူမှာ ဆက်ကြဝလာတိုက်တောင်းမှာနတ်ပြည်မှာအများပြီဒီနုကနာဇွန်ကြက်ချိန်တွင်သူစားတာသည်လက်ဆွဲတော်ပုံနာကိုခေါ်သည် ပုံနာငါတို့ညောင်ဆောင်နတ်မင်းရဲ့နေရာကိုတုတ်တင်ခြင်းမြတ်စွာဘုရားအလောင်းတော်သည်ပုံနာလဲခြင်းတုတ်တင်မီညောင်ပင်ရင်နာရောက်ရှိနေနေသည်ကိုတော်အယောင်ဖြင့်ညောင်ပင်ကိုထွန်းလင်းစေကာအရှိရတ်တို့ရှေးရှုနေသည်ပုံနာသည် အလောင်းတော်ကိုမြင်ရသည်ဖြင့်ညောင်ပင်ကိုအပြေးလွှာရှင်းလင်းတုတ်တင်ခဲ့ကာ အပြေးအလွာပြန်လာသည်တခင်မရေတခင်မပူဇော်မဲ့နတ်မင်းဟာအတုမရှိတဲ့အသေးရည်နဲ့ညောင်ပင်ရင်းမှာကိုထင်ပြပြီးဆန်နေတယ်လာမြန်မြန်သွားကြစို့ပုံနာဤစကားကြောင့်သူစတာဝန်တာသည်ကနာနို့ဇုံးကိုတသိန်းတန်ရွှေခွဲတွင်ထဲ့ဤထိုရွှေခွဲကိုလည်းတသိန်းတန်ရွှေခွဲဖြစ်ပြီးဖုံးပြန်ဤထိုနောက်ညောင်မင်းတို့အတော်လာကြဤသူစတာသည် ငနာနိုးစုံကိုညောင်မင်းရင်တွင်တွန်းလောင်းခြင်းဖြင့်ရုပ်ကစိုးကိုပါတရန်ဤဝဲထား၏တို့ရတွင် အလောင်းတော်ဤအတရေကိုဖူးမြင်ရသောအခါတရာတက်ပြီးရွှေခွက်ပါကတ်လို့ပူဇော်ခဲ့လေ၏အလောင်းတော်သည်ထိုနေ့ညတွင်တမ္မာတမ္ဘောရိညံကိုရကာဖျားအဖြစ်သို့ရောက်တော်မူပြီလျေမိဂရာဝုန်တော်၌သတင်းသုံးနေတော်မူ၏ထိုနေ့တွင်သုဇတာဤသာယတလူလင်သည် မြတ်စွာဘုရားထံတော်သို့ရောက်လာလေ၏ပါရမီရင့်တန့်ပြီးသူများတရားရပုံမှာမထင်မှတ်သောအကြောင်းအရာတွေမူတည်တတ်သည်ယခုလည်းယသလူလင်ကိုကြည်လေသူသည်စင်ကြယ်တန့်ရှင်သည်တိမ်မွေ့နူးညံ့သည်စီးစိမ်ဩစာလည်းလွန်စွာများပြသည်ဥဒုတခုလည်းယင်ပြသတဆောင်ပြောင်းရွှေ့နေထိုင်သည်အတီးအကအဆိုးမောင်းမပေါင်း1500တို့ခြံရန်သည် ညာသည်ဥဒုပြောင်းလျင်သူလည်းစံစားနေသည့်ပြတ်တမ်းမှအခြားပြတ်တတ်သောအတိအမုံအကကိုအချံအယံများစွာဖြင့်ရွှေ့ပြောင်းသည်ထိုရွှေ့ပြောင်းအခမ်းအနားတွင်လူအများတို့တန်အပ်တော်လာရောက်ကြည့်ရှုကြပေသည်ထိုသို့လျင်ပျော်ရွှင်စွာစံစားနေခဲ့သောယတလူလင်သည်တခုသောညသကောင်ကျော်တွင်အိယာမနိုးလာ၏ထားထိုင်ပြီးတောင်မြောက်လေးပါးကိုကြည်သည်မီးရောင်အောက်တွင်စောင့်တည်ရင်း ဘုံတီးရင်အိပ်ပြော့သွားကြသော မောင်းမတွေကိုမြင်ရသည်လှသည်ယင်သည်ဟု သူထင်မှတ်ခဲ့သော မောင်းမတွေကိုကြည်ကာရာသားလွလင်ဆက်ဆုပ်ထိတ်လန့်၏အလုံးစုံသောကိုဤအဖြစ်သည် နှစ်သက်ခင်မင်ပွဲမရှိပါပဲလေတန်းကြီးဆွဲလန်းသည့်အတွေ့ပင်ပန်းခြင်းသည်နှိမ့်ဆက်စွာတကားအာဘုတ်ကြီးတွှဲရွှဲမြက်ချေးအလိန်လိန်ဟောက်တန်တညံ့ညံ့ဖြင့်ပါဇက်ကြီးဟာသူကဟာအန်ချိတ်သူကချိတ် ထောအုပ်ထားသောအလှအပါတို့လွင့်စင်ခြင်းဖြစ်သည်ဤခန္ဓာ၅ပါးသည် အနှစ်သာရမရှိတန်စည်းတွင်၌တက်သောအမြုပ်ကဲ့သို့ယုံမလစွာလျက်တဏှာဤအဟုန်ဖြင့်စွဲမဲ့ပြင်းသဖြင့်ငင်းဆဲပူလောင်မှုဖြစ်ရလေစွာတကားတာယာသောတေတံခြုံမြသောဂီတတံမှက်မောပွဲအလာတို့ဖုံးလွှမ်းခဲ့ရာ နေရာကိုရသလိုလင်သည် သူကောင်ဖြစ်သည့်တုတ်တန့်ထင်လာ၏ထိုနေရာနှင့်ဝေးရသူရာသာလူလင်ထွက်လာရာမိဂရာဝန်တော်သူရောက်မှန်းမသိရောက်လာတော်၏ထိုအချိန်ဝယ်သုံးလို့ထွက်ထားမြတ်ဖျားသည်လွင်ဒီကောင်သာရင်းညံ့ကြွားတော်မူလျက်ရှိ၏ရှင်တော်မြတ်ဖျားသည် တွေး၍လာနေသောရာသာလူလင်ကိုလမ်းလင်မြင်တော်မူလျက်တင်းတင်းရောက်ပတ်သောနေရာ၌နေတော်မူလင်သည်ရာသာလူလင်သည် ရုပ်သိမ်မွေသည့်ဤသူစိတ်ပါတိမ်မွေသူဖြစ်သည်ဖြင့်မြတ်စွာဘုရားထံတော်သို့ချဉ်ကပ်လာပြီးရှ िख ောကြတော်သည်မြတ်စွာဘုရားသည်ယတလူလိဤရင်တွင်အခြေအနေကို သိတော်မူသည်သိတော်မူသည်ဖြင့်တတဝါနှင့်တင့်လျော်သော တရားကိုအစဉ်အတိုင်းဟောကြားတော်မူအပြီး၌တစ္ဆာလေးပါးကိုပြတော်မူသည်ယတလူလိဤနှလုံးအိမ်တွင်အလွန်ဖြူသောအဝတ်ကို ကောင်းသောဆိုရင်ဖြင့်သို့တကယ်သို့ ဒိဋ္ဌိဝိစီကိစ္စအကင်းလျက်သောတာပတ္တိဖို့သို့ဆက်ရောက်လေတော်သည်ယသလူလင်ပျောက်သွားသောကြောင့်တအိမ်လုံးပြောင်းဆန်နေသည်အရက်လေးမျက်နာသို့မြင်သမားရောချင်းမြန်သမားပါစိတ်လွတ်ပြေးရှာဖွေကြသည်ယသလူလင်ဤဖခင်မှာအိမ်တွင်ကြံခဲ့ရာကသားဤချင်းင်းရာကိုတရိထားမိသည်ထိုချေရာအတိုင်းလိုက်လာရာက မိဂတာဝုန်တော်သို့ရောက်လာသည်တွင်မြတ်စွာဘုရားဤချေတော်ရင်၌ဥခိုင်မိဤ ယသဤဖခင်တထေသည်မြတ်စွာဘုရားဤတရားတော်ကိုနာယူရသဖြင့်သောတာပန်တီဤသောတာပန်တီပြီးသောယသလူနေမှာကဖခင်အားမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်ကိုနာကြားရသဖြင့်အရဟတဖို့သို့ဆ ਾਇ ရောက်တော်မူလေ၏နာနဲ့လင်းသောအခါမြတ်စွာဘုရားသည်ယသဤဖခင်ပင်းလျှောက်သောကြောင့်ယန္နာအရှင်ယသကိုခေါ်ကသူစတာဤအိမ်သို့ကြွားရောက်တော်မူ၏ သူဇတာဆက်ကတော်ဆုံးကို ဖုံးပေးအပြီး၌မြတ်စွာဘုရားသည်စောအနုမောဒနာတရားဟောကြားတော်မူ၏သူဇတာမှာထိုတရားတော်အစုံ၌တောတာပန်တည်၏သူသည်အခြားသူတို့ထက်ဆောပြီး တေဝစိကတရဏာဂုံကိုစောက်တည်ရသူလည်းဖြစ်ပေသည်တို့ဖြစ်သောကြောင့်ရှင်တော်မြတ်ဘုရားသည် နောက်အခါတွင် ဥပါတကာဥပတိကီတို့အားအရာဌာနအလျောက်ချင်းမြောက်တော်မူသောအခါခြေဥစွာ ကိုးကွယ်စည်းကပ်ခြင်း တရဏဂုံတို့ရောက်ကုန်သောငါဤတာဝိကဥပတိကာရောတွင်သေနိယတထေသမီသူစတာသည် အမျက်ဆုံးဖြစ်၏ဟု၍သူစတာအားပထမံတရဏဂစ္ဆန္တိဣဒတဲ့ထားတော်မူခြင်းဖြစ်ပေသည်ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏဂစ္ဆာမိဘုဒ္ဓဖျားရှင်သည် ကိုးကွယ်ရာဖြစ်ပါ၏ဘုဒ္ဓဖျားရှင်ဟာကိုးကွယ်စီကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏဂစ္ဆာမိ ဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စင်ကပ်ပါ၏တန်ခေါမေနာတော်တန်ကံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည် ကိုးကွယ်ရာ ဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စင်ကပ်ပါ၏